မပြောဘူးဆိုပြီးတော့ကျွန်တော်နေနေတာမပြောမဖြစ်လို့ပြောပါမယ် page ဝယ်တဲ့အခါမှာ ကျွန်တော် CN start up ဟလာပေါ်ပြီးစား page တွေဝယ်တဲ့အခါမှာကျွန်တော်ကတတိထားရမှာဒီလိုမျိုး page မျိုးကိုတတိထားမှာဖြစ်ပါတယ်ဒါကြောင့်လည်းလူပါလဲလောဘအတော်ကြီးတယ်လို့ကျွန်တော်ပြောရပါလိမ့်မယ်ကုအချင်းချင်းတွေဒီလိုမျိုးလောက်တာလုံးဝမကောင်းပါဘူးဒီမှာဆိုလို့ရှိရင် ကျွန်တော်ဒီမှာဘောနတ်မှာဆိုလို့ရှိရင်လည်းဘောနတ်ကျနေတာကို မြင်တွေ့ရတယ်ကျွန်တော် limited ဖြစ်နေတယ်ပေါ့နော် limited ဖြစ်နေတယ်ပြီးလို့ရှင်အောက် secretion မှာလည်း limited ဖြစ်နေတယ်နော်အဲ့တော့ကျွန်တို့ကဒီ Facebook ကနေပြီးတော့ဝင်ဝေချဖို့အတွက်ဟလာ CN startup ပွင့်ပြီးစား page တွေကိုဝယ်တဲ့အခါမှာကျုပ်ရောင်းတဲ့သူကလည်းလောဘကြီးပြီးတော့ကျွန်တော်ကိုအချင်းချင်းကိုလှုပ်တယ်အဲ့တော့ဒါမျိုးကသူတို့ကတော့ရောင်းရရေးဟလာရောင်းထွက်ရေးအဘာအပြစ်မှမရှိပါဘူးဘာမှမဖြစ်ဘူးဒါလေးကခဏလေးဖြည့်ရှင်းလိုက်ရင်ရတယ် အဲဒီလိုမျိုးကျွန်တော်တို့ရောင်းရရဲ့အတွက်ကိုပြောပြီးတော့ရောင်းလိုက်တာဖြစ်ပါတယ်တကယ်ဝယ်သူလက်ထဲရောက်လာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဘောနပ်ဆိုလို့ရှိရင်ဒါပုံတွေတင်ယုံတဲ့ချုံတွေဝင်ငွေရတာဖြစ်ပါတယ်ပုံတွေ စာတွေတင်ယုံတဲ့ဝင်ငွေရတဲ့လမ်းကြောင်းတစ်ခုကျွန်တော်ပိတ်နေရပါတယ် နောက်တစ်ခုက secretion secretion ကတော့အရင်တည်းကကျွန်တော်တို့ပိတ်တည်ဖြစ်စီမပိတ်တည်ဖြစ်စီသူကတော့မလောက်ရှာမရှိဘူးတို့ပြီးပဲကျွန်တော်တို့ဒါကအပြစ်အနာစာတစ်ခုဆိုတာကိုတိထားဖို့လိုအပ်ပါတယ်အဲ့တော့နှစ်ခုစလုံးကကျွန်တော်တို့ limited ဖြစ်နေတယ်ဗောနော် rejected ဖြစ်နေတယ်ပိတ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာဟာလား ပုံတွေစာတွေတင်ယုံနဲ့ရတဲ့ဘောနက်ကြီးပါပိတ်နေတာဖြစ်တဲ့အတွက်အဲ့တော့ CN start up မှာဆိုလို့ရှိရင်ကျွန်တော်တို့ Istrin area ပါမယ်ပြီးလို့ရှိရင် re ပါမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဘောနက်ပါမယ်ဒီ၃ခုကိုပေါင်းပြီးတော့မှကျွန်တော်တို့ဒီကဟာလာ content monetization ဆိုပြီးတော့တစုတစည်းတဲ့ပေးလိုက်တာဖြစ်တဲ့အတွက်၃ခုမှာကျွန်တော်တို့ကဟာလာ တခုကျနေတယ်ပေါ့နော်တခုကျနေတယ်ဆိုလို့ရှိရင်ဒီလို page မျိုးကိုလုံးဝမဝယ်သင့်ပါဘူးဒီလို page မျိုးကိုကျောင်းဒီကဟလာသူ့ရဲ့ဒီလို page မျိုးကိုသူ့ရဲ့တန်ရာတန်ကြီးကျွန်တော်တို့ကပေးပြီးတော့ဝယ်ရမယ်ဆိုလို့ရှိရင်ဒါလုံးဝမဖြစ်သင့်တဲ့အလုပ်ဖြစ်ပါတယ်နော်ဒါကြောင့်မလို့ဟလာကျွန်တော်ပြန်ပြီးတော့ပြောပြပေးတာပဲဖြစ်ပါတယ်ဒီလိုမျိုး page တွေဆိုလို့ရှိရင် လုံးဝမဝယ်ပါနဲ့ဟလာနားမလဲတဲ့သူတွေကိုလည်း ဖိတ်ရောင်းတဲ့သူတွေဂျင်းထဲတာဒါကိုယ့်ရဲ့အချင်းချင်းကိုမလုတ်တင်ဘူးလို့တော့ကျွန်တော်မြင်ပါတယ်ခင်ဗျာနော်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကတိထားရင်ကိုယ့်အတွက်ကောင်းပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းဘလို့အကြောင်းအရာတွေကိုသိချင်လဲဆိုတာ comment အောက်မှာရေးပေးခဲ့လို့ရပါတယ်ခင်ဗျာ။